ောင်ကျေးရွာမှာနေအိမ်တွေမီးရှို့ဖျက်ဆီးခံနေရတာဟာ KNDF နဲ့အင်္ဂလိပ် PDF တွေလက်ချက်ဆိုပြီးစစ်တပ် lobby တွေကတော့ဖြန့်ဝေနေတာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ DB ဖက်ချက်ရဲ့ pocket အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ဖျက်ရောင်ရွာကနေအိမ်တွေမီးရှို့ဖျက်ဆီးခံနေရတာတော်လှန်ရေးအဖွဲ့တွေရဲ့လက်ချက်ဟုတ်မဟုတ်ပောက်ကွဲမှုပြင်းထန်ခဲ့တဲ့ဖားကန့်လုံခင်းရွာက ဖြစ်ရက်ဟာ PDF တွေဖောက်ခွဲခဲ့တာဟုတ်မဟုတ်စတဲ့စစ်စစ်ချက်တွေကိုဒီ podcast ကနေနားဆင်နိုင်မှာပဲဖြစ်ပါတယ်။ညောင်ရွှေမြို့နယ်ရှိဖရောင်ကျေးရွာကို KNDF နဲ့အင်းလေး PDF တွေကမိရှို့ဖျက်ဆီးလိုက်တယ်ဆိုပြီးတပ်ပုံတွေနဲ့အတူစစ်ကောင်စီလော်ဘီတွေကဖြန့်ဝေနေတာရှိပေမဲ့ဒေသခံတွေကတော့စစ်ကောင်စီတပ်ကသာမိရှို့ဖျက်ဆီးလိုက်တယ်လို့ပြောဆိုထားတာပါ။ဒီဖက်ချက်အနေနဲ့ပြန်လည်ဖြန့်ဝေနေတဲ့တပ်ပုံတွေကို revive image search နဲ့စစ်ဆေးကြည့်တဲ့အခါမှာမီးလောင်နေတဲ့ပုံတွေကိုသတင်းထပ်ပုံအဖြစ် DVB နဲ့လွတ်လပ်ပြီးပြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာတွေ့ရှိရပါတယ်။သတင်းဖော်ပြချက်တွေထဲမှာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ဖဲခုံရင်အရှိတ်ဘက်ကမ်းမှာရှိတဲ့ရေဘူးကျေးရွာနဲ့ဖျက်တောင်ရွာအနီးမှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ကရေဘူးရွာမြောက်ဖက်ပိုင်းနဲ့ဖျက်တောင်ကျေးရွာထဲဝင်ရောက်ပြီး လူနေအိမ်လေးလုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့အတူသတင်းတွေမှာဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်ညောင်ရွှေမြို့နယ်မှာရှိတဲ့ဖျက်တောင်ကျေးရွာကို KNDF နဲ့ Inle PDF တွေကမိရှို့ဖျက်ဆီးလိုက်တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။နောက်ထပ်နားဆင်ရမယ့်သတင်းအမှားစစ်ဆေးချက်ကတော့ဖားကတ်မှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုကို PDF လောက်တာဆိုပြီးစစ်တပ် lobby တွေကဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့စစ်ကောင်စီဘက်ကတိုက်ခိုက်မှုကြောင့် ကျောင်းမြတ်ကုမ္ပဏီရဲ့ရန်ကုန်တော်ပောက်ကွဲခဲ့ရတာလို့ဒေသခံတွေရဲ့ပြောဆိုချက်တဲ့အတူသတင်းတွေမှာဖော်ပြထားပါဗျ။သတင်းဌာနတွေကဒေသခံတွေကိုဆက်သွယ်မေးမြန်းအတည်ပြုပြီးသတင်းတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်ဖာကန်ဒေတာပောက်ကွဲမှုဟာတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလှုပ်ဆောင်တာကြောင့်မဟုတ်ဘဲစစ်ကောင်စီတွေရဲ့လက်ချက်တာဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါဗျ။ အွန်လိုင်းပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမလုပ်ဘဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုင်ဆိုင်နေကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်